အေးချမ်းနေတဲ့လူသားတွေရဲ့ကဘာမြေပေါ်ကိုတနေ့မှာတော့ဘဲကားဘလို့ပေါ်လာမှမသိတဲ့အမျိုးအမည်မသိကပားကောင်တွေရောက်ရှိလာခဲ့ပြီးသူတို့ကလူသားတွေရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်ကအုံနောက်ကိုအပိုင်စီးပြီးလူခန္ဓာကိုယ်မှာတွေ့ကပ်နေတဲ့လူသားစာမုံးစားတွေဖြစ်လာခဲ့ပါတယ်အဲ့လူသားတွေထဲမှာတော့ရှင်ရှီလို့ခေါ်တဲ့အထက်တန်းကျောင်းသားလေးတယောက်လည်းပါဝင်ခဲ့ပြီ။သူကတော့ကံကောင်းထောက်မစွာနဲ့ပဲကပားကောင်ဟာအုံနောက်ထဲဝင်ရောက်လို့မရခဲ့ပဲသူ့ရဲ့ညာဘက်လက်ထဲကိုသာဝင်ရောက်နိုင်ခဲ့ပါတယ်။ ဆဆချင်းမှာတော့ရှင်ကြီးတရားသူ့ရဲ့ညာဘက်လက်တစ်ဖက်မူမမှန်ဖြစ်နေတာကိုသတိထားမိခဲ့ပေမဲ့လည်းကပားကောင်ကြောင့်ဆိုတာကိုတော့သတိမမှုခဲ့ပါဘူး။နောက်ကြမှာကပားကောင်ဟာလက်ထဲကနေပေါ်ထွက်လာမှရှင်ကြီးတရားအလံတကြားတွေဖြစ်ရပါတော့တယ်။ကိုယ့်ရဲ့ညာဘက်လက်မှာဒရဝါဇန်းတစ်ကောင်ဖြစ်နေတဲ့ခံစားချက်ဟာရှင်ကြီးအတွက်တော့အိမ်မက်ဆိုးတစ်ခုလိုပါပဲ ဒါပေမဲ့လည်းညာဘက်လက်တစ်ဖက်ဆုံးရှုံးသွားမှဆိုလို့ဖြတ်ထုတ်လို့ကလည်းမရသူများတွေကိုအတိပေးရင်လည်းအလကားနေရင်စံတက်ခံဘွားကို ရောက်ရမှဆိုတာကြောင့်ရှင်းချီတယောက်ဘလို့မှမတတ်နိုင်ပဲညာဘက်လက်ကပားကောင်ကိုဒီတိုင်းသာထားလိုက်ရပါတယ်ကပားကောင်ကတော့သူ့ကိုယ်သူမိကြီးလို့နာမည်ပေးလိုက်ပြီးရှင်းချီတို့လူလောကကတင်ယူစရာမှန်သမျှကိုလိုက်လံလေ့လာပါတော့တယ်ရှင်းချီလည်းသူ့ညာဘက်လက်ကပားကောင်မိကြီးရဲ့သဘောတိုင်းနေရာဆုံးကိုလိုက်လံပြသရပြီးနေရာဆုံးဟာလည်းအချိန်ကြာလာတဲ့အမျှလိုက်ရောညှိထွေဖြစ်လာကြပါတယ် ီလိုမျိုးရှင်ချီနဲ့မီဂီတို့ကအဆင်ပြေနေပေမဲ့မီဂီရဲ့မျိုးစိတ်တူအကောင်တွေကတော့လူအုံနောက်တွေထဲဝင်ရောက်ပြီးလူသားတွေကိုထိ ंछ ုပ်ကာတားကောင်တွေကိုတက်ဖြတ်စားတောင်းနေတာကြောင့်ထူးထူးဆန်းဆန်းလူသိမှုကိစ္စတွေကလည်းနေ့စဉ်ပေါများလာခဲ့ပါတယ်။မီဂီကတော့ကပ်ပားကောင်ဆိုပေမဲ့လူအုံနောက်ကိုမရဘဲလက်ကိုပဲရသွားတာကြောင့်အခြားကောင်တွေလိုမျိုးလူတွေကိုလိုက်လံတက်ဖြတ်စားတောင်းစရာမလိုပဲချင်းချီရဲ့ခန္ဓာကိုယ်ကနေပဲအာဟာရကိုရရှိနေတာဖြစ်ပါတယ်။ တရမိကြီးတကောင်သူနဲ့မျိုးစိတ်တူရှိမဲ့နေရာကိုအာယုံခံမိပြီးရှင်ကြီးကိုအဲ့နေရာစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီနေရာကိုရောက်တော့ရှင်ကြီးတို့တွေ့လိုက်ရတာကသွေးပြက်စရာမြင်ကွင်းတစ်ခုပါပဲ။ဘာလို့ဆိုအဲ့မှာကပားကောင်ဝင်ရောက်ထားတဲ့လူဟာတခြားလူတွေရဲ့ခန္ဓာကိုယ်ကိုတက်ဖြတ်စားတောက်နေလို့ပဲဖြစ်ပါတယ်။ထိုလူကတော့မိကြီးကိုတွေ့တွေ့ချင်းသူနဲ့မျိုးစိတ်တူမှန်သိတာကြောင့်ကြိုဆိုလိုက်ပေမဲ့ရှင်ကြီးကိုတွေ့တာနဲ့လူသားဖြစ်နေမှန်သိတာကြောင့်မိကြီးကိုလည်းရှင်ကြီးရဲ့ခန္ဓာကိုယ်ကိုစွန့်ကသူနဲ့အတူလာနေဖို့ဖိတ်ခေါ်လိုက်ပါတယ်။ အဲ့အပြင်မီကီရဲ့လက်ခံခံတာကိုဖြစ်တဲ့ရှင်ချီကိုပါတခါတည်းရှင်းပြဖို့လုပ်တာကြောင့်မီကီလည်းမတတ်တာတော့ပဲလက်နက်တွေထုတ်ကာထိုးလူကိုတိုက်ခိုက်ပါတော့တယ်ဒီလိုနဲ့ရှင်ချီရဲ့ညာဘက်လက်ကပ်ပါကောင်နဲ့လူသားကပ်ပါကောင်တို့ရဲ့တိုက်ပွဲမှာညာလက်ကပ်ပါကောင်မီကီကပဲအနိုင်ရခဲ့ပြီးထိုးလူသားကပ်ပါကောင်ကတော့အဲ့ညမှာနေတည်ဆုံသွားခဲ့ပါတယ်အဖြစ်ပြက်တွေကိုအကုန်မြင်လိုက်ရတဲ့ရှင်ချီကတော့အိုက်နီယာကနေအ мян ပြေးထွက်လာခဲ့ပြီးနောက်တော့အမှုဖြစ်ရနေရာကိုရဲစုံနောက်တွေရောက်လာကြပါတော့တယ် သူတို့ကတော့တေဆုံးသူရဲ့ခန္ဓာကိုယ်ထဲမှာတခြားလူတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပါတွေ့လာကြောင်းဒီအမှုကိုစဉ်းစားရကြက်နေကြပါတော့တယ်ဒီလိုနဲ့တရက်မှာတော့ရှင်ကြီးတို့ရဲ့အကြောင်းကိုဆရာမအစ်စ်ဖြစ်တဲ့တာမီယာရုကိုတယောက်ရောက်ရှိလာခဲ့ပြီဖြစ်ချင်တော့သူမဟာလည်းကပားကောင်ဝင်ရောက်ထားတဲ့လူသားတယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့ထူးခြားတာကသူမဟာတခြားကပားကောင်တွေလိုမျိုးရှင်ကြီးတို့ကိုရံမှုလို့စိတ်မရှိပဲရှင်ကြီးတို့ကိုသူမနဲ့အေးဆေးစကားပြောဖို့တောင်တဏှာကိုချိန်ဆလိုက်ပါသေးတယ် ဒါကြောင့်ရှင်ကြီးတို့လည်းငါးပြားထိုက်တစ်ခုမှာဆီယမတာမီယာကိုနဲ့တွားရောက်တွေ့ဆုံခဲ့ပြီတာမီယာကိုကရှီမာတယ်လို့ခေါ်တဲ့ရှင်ကြီးနဲ့ရွယ်တူကြောင်းသားအေလို့ခေါ်တဲ့ရဲရရှိတို့နဲ့ပါရှင်ကြီးတို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်ရှိမာတဲ့နဲ့ရဲရရှိအေတို့ဟာလည်းဆီယမတာမီယာလိုပဲလူခန္ဓာကိုယ်မှာဝင်ရောက်နေထိုင်ကြတဲ့ကပားကောင်တွေပဲဖြစ်ပြီးထူးခြားတာကသူတို့ဟာတခြားကပားကောင်တွေလိုမျိုးလူသားတွေကိုအလကားနေရင်တက်ဖြတ်စားတောက်ခြင်းမပြုကြတာပါပဲ ဘာလို့ဆိုတာမီယာကိုရုကပ်ပါကောင်ဖွဲ့ဟာကိုရက်တစ်ခုကိုပြုတ်လုထားကြပြီအဲ့ကိုရက်ကနေတဆင့်သူတို့ကပ်ပါကောင်တွေဟာလူသားတွေနဲ့ရင်တွဲနေထိုင်မှာဖြစ်ပါတယ်ဆိုလိုချင်တာကတော့ကပ်ပါကောင်တွေဟာလူသားတွေရဲ့ခန္ဓာကိုယ်ကိုယူလိုက်ရင်တော့အဲ့လူသားပုံစံတိုင်းပဲအသက်ရှင်ပြုတ်မှုနေထိုင်သွားမှာဖြစ်ပြီးအဲ့လိုနေထိုင်နိုင်ဖို့စမ်းသပ်ချက်ကိုရက်ထဲမှာလည်း ရှင်ကြီးနဲ့မိဂီတို့ကိုပါဝင်စေချင်တာပဲဖြစ်ပါတယ်။ဆရာမတာမီယာကိုကိုတိုင်းကလည်းရဲရရှိအေးနဲ့လူသားကလေးတယောက်ကိုလွှဲထားရပြီ။သူတို့ဟာကပားကောင်တွေဖြစ်နေရင်တော့တာမန်လူသားတွေလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာကိုတသက်ပြချင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်ရှင်ကြီးတို့ကိုသူတို့ရဲ့ကိုယ်ရက်ထဲမှာပူပေါင်းပါဝင်ဖို့နဲ့မပါဝင်နိုင်ရင်တော့သူတို့ရဲ့ကိစ္စတွေကိုမနှောက်ယှက်ဖို့ခေါ်ယူသတိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ချင်းကြီးတယောက်လည်းကပားကောင်တွေနဲ့ဆက်ဆက်ရမယ့်ကိစ္စတွေမှုစိုးရိမ်ပူပန်နေရပြီးတစ်ဖက်ကလည်းသူ့ရဲ့မိခင်ဖြစ်သူကြောင့်စိတ်ချုပ်နေရပြန်ပါတယ်။ ရှင်ကြီးကအမေတစ်ခုသားတစ်ခုမလို့မိခင်ဖြစ်သူကိုချစ်ပင်မဲ့လဲလူငယ်တွေရဲ့တဘာဝအတိုင်းအမြဲစိတ်ခံစားချက်တွေချုပ်ထွေးနေရပြီဒီကြားထဲမှာလဲညာဘက်လက်ကပါကပ်ပားကောင်ဖြစ်နေတာကြောင့်ဘာဆက်လို့ရမှန်းမသိဘေးကျန်နံချက်ဖြစ်နေခဲ့ပါတယ်ဒီလိုဖြစ်နေရတဲ့ကြားထဲမှာတညမှာတော့ရဲရရှိအေးဟာရှင်ကြီးတို့စီကိုရောက်လာခဲ့ပြီးရှင်ကြီးနဲ့မိကီတို့ကိုရံမှုခြင်းနေပုံရပါတယ် ဒါကြောင့်ရှေကြီးလဲမိကြီးရဲ့အကြံပေးချက်တိုင်း A ရဲ့လက်ကနေလွတ်အောင်ထွက်ပြေးလာခဲ့ပြီမယ် A ကတော့အနောက်ကနေလိုက်လာပြီးရှေကြီးတို့ကိုရန်ပြူဖို့လောက်ပါတော့တယ်ရဲရာရှိ A ကမကြသေးခင်ကမှမိကြီးတို့တပ်ပစ်လိုက်တဲ့လူသားကပ်ပါးကောင်ကိစ္စကိုသိနေပြီးလူသားတယောက်ဖြစ်နေသေးတဲ့ရှေကြီးကိုလည်းကြည့်မရပဲရှင်းထုတ်ပြစ်ချင်နေတာပဲဖြစ်ပါတယ်ဒါကြောင့်ရှင်ရှင်နဲ့မိကြီးတို့လည်းရွေးချယ်စရာမရှိပဲ A နဲ့သူတပြန်ကိုတပြန်တိုက်ခိုက်ရပါတော့တယ် ဒီတစ်ခေါက်မှာတော့တိုက်ပွဲကိုမိကြီးနဲ့အာယုံလွှဲထားတော့ရှင်ချီကသူကိုယ်တိုင်မဲ့ရဲရာရှိအေကိုတန်တုံးနဲ့ထိုးကရှင်ပစ်လိုက်နိုင်ခဲ့ပါတယ်။ရှင်ချီလည်းကိစ္စကပြီးပြီမလို့သူ့ရိုက်ထဲမှာလဲပြီးတေလူမျိုးပါဖြစ်နေတဲ့အေကိုထားခဲ့ကသူ့အိမ်သူပြန်ပြေးပါတော့တယ်။ဒါပေမဲ့ရှင်ချီတို့မသိလိုက်တာကအေရဲ့ခန္ဓာကိုယ်တွေကကပားကောင်ဟာမသိသေးပဲနောက်ထပ်ခန္ဓာကိုယ်အစားထိုးနိုင်ဖို့ကူပြောင်းလို့ရမယ်လူသားရောက်လာမှာကိုစောင့်နေတယ်ဆိုတာပါပဲ။ ကန်ဆိုးကျင်တော့အေးတယောက်သေးလူမျိုးပါဖြစ်နေတဲ့နေရာကိုရှင်ကြီးရဲ့အမိကရောက်ရှိလာပြီးနောက်ဘာဆက်ဖြစ်မလဲဆိုတာကိုပိဋကတ်ကြီးတို့တွေးကြည့်လိုက်လို့ရပါတယ်။ရှင်ကြီးကတော့အိမ်မှာပြဿနာတွေပြီးသွားပြီအထင်နဲ့အိပ်ပျော်သွားပြီမယ်။မိကြီးရဲ့အာယုံခံစားရနောက်ထပ်ကပ်ပါးကောင်မျိုးစိတ်တစ်ခုအိမ်ထဲကိုရောက်ရှိလာပြီလို့သိလိုက်ရချိန်မှာပဲအဲ့ကပ်ပါးကောင်လက်ခံခံလာကိုကရှင်ကြီးရဲ့အမိဖြစ်လို့နေပါတော့တယ်။ ရှင်ကြီးလည်းအေးရခန္ဓာကိုယ်ထဲကကပ်ပါကောင်ဟာသူ့အမေရဲ့ကိုယ်ထဲကိုရောက်သွားပြီဆိုတာကိုလက်မခံနိုင်တာကြောင့်မိကြီးကရှင်းပြနေတာတော့အစွမ်းကုန်ညင်းနေပြီအမေဖြစ်သူရဲ့ကိုယ်ထဲကကပ်ပါကောင်ရဲ့တိုက်ခိုက်မှုကိုတော့မခုခံနိုင်ကြပါဘူး။အရာရှိအေးရကပ်ပါကောင်တစ်ဖြစ်လဲရှင်ကြီးအမေရဲ့ကပ်ပါကောင်လူသားဟာရှင်ကြီးရဲ့နှလုံးတက်တဲ့ကိုထိုးသွင်းတိုက်ခိုက်လိုက်ပြီးတဲ့နောက်မှာသူ့ရိုက်ထဲမှာလဲနေတဲ့ရှင်ကြီးကိုပစ်ထားခဲ့ပြီးတနည်းအားဖြင့်ထွက်သွားပါတော့တယ်။ ဒီလိုနဲ့နောက်ရက်တွေရဲ့မနက်ခင်းတစ်ခုမှာတော့သူ့ရိုင်ထဲမှာမှောင့်နေတဲ့ချင်းကြီးတယောက်ပြန်ထလာပြီးသူ့ခန္ဓာကိုယ်ကအကောင်တိုင်းရှိနေတာကိုတွေ့လိုက်ရပါတယ်။လွန်ခဲ့တဲ့ညကကပားခေါင်စီကနေရခဲ့တဲ့နှလုံးတက်တဲ့ထိုးသွင်းဒဏ်ရာကလည်းပျောက်သွားခဲ့ပြီးအဲ့လိုဖြစ်အောင်လုံလိုက်တဲ့သူကတော့မီဂီပဲဖြစ်ပါတယ်။မီဂီကရှင်ကြီးဒဏ်ရာရချိန်မှာရှင်ကြီးရဲ့ခန္ဓာကိုယ်ထဲဝင်ကဒဏ်ရာကိုပိတ်ပြီးသူ့ရဲ့ဆဲတွေနဲ့ချင်းကြီးရဲ့နှလုံးကိုအစားထုတ်ကုသပေးလိုက်တာပဲဖြစ်ပါတယ်။ ရှင်ကြီးကတော့မိကီကြောင့်အသက်ပြန်ရှင်လာရပေမဲ့သူ့အမေရဲ့အဖြစ်ကိုတွေးကယူကျုံမရဖြစ်ရပါတော့တယ်။အခြေအနေတွေပြန်တည်ငြိမ်သွားလို့ရှင်ကြီးတယောက်ကြောင်းပြန်တတ်တဲ့အချိန်မှာတော့အရင်ကနဲ့မတူဘဲအနှဲငယ်ပြောင်းလဲလာခဲ့ပါတယ်။အရင်လိုခလေးစားတတ်တဲ့ပုံစံကနေ AD ASF ဖြစ်လာပြီးတငယ်ချင်း crash ဖြစ်တဲ့စာတုံမီကပါရှင်ကြီးပြောင်းလဲလာတာကိုသတိထားမိခဲ့ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ခုချိန်မှာရှင်ကြီးအတွက်အရေးကြီးဆုံးကတော့သူ့ရဲ့ကပ်ပားကောင်လက်ခံဖြစ်သွားတဲ့မိခင်ကိုပြန်ရှာတွေ့ဖို့ပဲဖြစ်ပြီးအဲ့ဒီအတွက်လည်းရှင်ကြီးကဆ ्याम တာမီယာကိုနဲ့တောင်ရံမှုကဘဒုကိုမှဂယုမဆိုင်ပဲသူလှုပ်ချင်တာကိုလှုပ်ပါတော့တယ်တစ်ဖက်ကတာမီယာကိုတို့ရဲ့ကပ်ပားကောင်ကိုညာကလည်းတဖြည်းဖြည်းကျေပြန့်လာပြီးအခုဆိုရင် ကပ်ပားကောင်လက်ခံလူသားတွေဟာနိုင်ငံရေးလောကတွေထဲမှာပါရောက်ရှိလာကြကရွေးကောက်ပွဲတွေအထိဝင်ပြိုင်လာကြပါတော့တယ် မိကြီးရဲ့ပြောစကားအရတော့သူတို့ကပ်ပါကောင်တွေဟာမြို့ကိုထိန်းချုပ်ပြီးစိတ်ကြိုက်လုပ်လို့ရတဲ့နေရာတစ်ခုဖန်တီးဖို့အတွက်ခုလိုလူသားတွေကြားထဲမှာအာဏာဝင်ယူကြတာလည်းဖြစ်ပါတယ်အဲ့လိုမျိုးပြောနေကြချိန်မှာပဲချင်းကြီးတို့ရဲ့အိမ်ကိုရဲတွေရောက်လာကြပြီးချင်းကြီးကိုလာရောက်စစ်ဆေးမေးမြန်းပါတော့တယ်။တကယ်တော့ခုလိုရဲတွေရောက်လာတာဟာအေးရဲ့အလောင်းကနေတွေ့တဲ့တန်ထုပ်ကလက်ပွေရာကချင်းကြီးတို့အိမ်ကတကားလက်ကင်ဘူးရဲ့လက်ပွေရာတွေနဲ့တူညီနေလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ရဲတွေအနေနဲ့ဗာတိကြားတဲ့တက်တဲ့ထောက်ထားမှမရှိတဲ့အပြင်ရှင်ကြီးရဲ့အမိကပါလူပြောက်ရှာပွေရေးစရင်နဲ့ပါနေတာကြောင့်ရှင်ကြီးကိုစုံစမ်းမေးမြန်းရုံလောက်ပဲလုံနိုင်ခဲ့ပါတယ်။ဒီလိုနဲ့နောက်နေ့ကြောင်းရောက်တဲ့အခါမှာတော့ရှင်ကြီးတယောက်ရှီမာတဲကိုတွေ့လိုက်ရပြီ။ရှီမာတဲကတော့ဆီယမတာမီယာကိုကရှင်ကြီးကိုစောင့်ကြည့်ဖို့အတွက်လွှတ်ပေးလိုက်သူပဲဖြစ်ပါတယ်။ရှင်ကြီးအနေနဲ့လည်းအရင်ကမိခင်ရှိတဲ့ညာလက်တစ်ခုပဲထူးခြားနေပေမဲ့အခုချိန်မှာတော့ခန္ဓာကိုယ်တစ်ခုလုံးကပါတာမန်လူတွေနဲ့မတူတော့ပဲခွန်အားပြည့်နဲ့ထူးခြားလာခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်းရှင်ကြီးရဲ့နှလုံးတန်ရရာတုန်းကမိကြီးအစားထိုးပေးလိုက်တဲ့ဆဲတွေကြောင့်ပဲဖြစ်ပြီးအဲဒါကြောင့်လည်းရှင်ကြီးဟာတဖြည်းဖြည်းကပားကောင်တွေလိုခံစားချက်ကြောက်ရွံ့စိတ်တွေမရှိတော့ပဲအနေအိဆက်လာခြင်းဖြစ်ပါတယ်ရှင်ကြီးတယောက်အရင်ကနဲ့မတူပဲတိုင်းနိုင်ခိုင်းနိုင်တဲ့လူတယောက်ဖြစ်လာပေမဲ့ပြဿနာကမိကြီးဖြစ်နေပြန်ပါတယ်ဘာလို့ဆိုမိကြီးတယောက်တနေ့ကို၄နာရီလောက်အိပ်ပျော်နေရပြီသူဘယ်အချိန်အိပ်ပျော်သွားမလဲဆိုတာတော့ကြိုခံမှန်းလို့မရပါဘူး ဒါကြောင့်မိဂီအိတ်နေတဲ့အချိန်တွေဆိုရှင်ကြီးတယောက်ရန်သူနဲ့တွေ့ရင်တော့ကိုအားကိုကူရမယ့်အချိန်နေပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဆီယမ်မတာမီယာကိုတို့ကပားကောင်တွေကိုရဟာနိုင်ငံရေးအထိခြေစမ်းလာနိုင်တာကြောင့်နောက်ဆိုရင်လူသားတွေကိုစနစ်တကျစားတောက်နိုင်အောင်စီမံကြတော့မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးအကုန်လုံးကသူ့ဂျန်တဲ့သူဖြစ်နေကြချိန်မှာရှင်ကြီးကတော့သူ့မိကိုရှာတွေ့ဖို့သာစိတ်အားထက်သန်နေပြီးသူ့ရဲ့အရင်ကနဲ့မတူပဲအိဆက်လာတဲ့အပြုတ်မှုပြောဆိုတွေကြောင့်တငယ်ချင်းမလေးစတိုမီကပါရှင်ကြီးကိုစိတ်ဆိုးသွားရပါသေးတယ်။ ဒီလိုနဲ့တရက်ရောက်တဲ့အခါမှာတော့ဆ iam မတာမီယာကိုလည်းသူ့ရဲ့ကိုဝင်ကြောင့်အလောက်ကနေထုတ်ခံလိုက်ရပြီ ရှင်ကြီးကတော့တာမီယာကိုစီစကားသွားပြောပါတော့တယ်တာမီယာကိုတရားရှင်ကြီးကိုပြောပြနေတာကတော့သူတို့ရဲ့ကိုရဲ့အောင်မြင်လာတဲ့အခါကျရင်သူတို့ကပ်ပါးကောင်တွေဟာလူသားမစားတော့ပဲတမန်လူတွေလိုမျိုးလူသားတွေနဲ့ရှင်တွဲနေထိုင်လာတော့မယ်ဆိုတာပါပဲအဲ့လိုပြောနေတဲ့အချိန်မှာပဲကျောင်းရဲ့တနေရာကနေအော်တန်တွေကြားလိုက်ရပြီအဲ့အော်တန်တွေကတော့စာတုံမီတို့စီကလာတာပဲဖြစ်ပါတယ် တကယ်တော့စာတူမီတို့တငယ်ချင်းအဖွဲ့တွေပကြီဆွဲဖို့မော်ဒယ်အဖြစ်ရှီမာတဲကိုဟန်ပြခိုင်းစင်ပါပဲအဖွဲ့တဲကတယောက်ဟာရှီမာတဲရဲ့စပွင့်မွေးကိုသွားနှုတ်မိခဲ့ပါတယ်လူသားကပားကောင်တွေဟာသူတို့စပွင့်မွေးကိုဆွဲနှုတ်လိုက်တဲ့အခါအလွန်လွန်တွန့်လှန်သွားတတ်ကြပြီးသူတို့ရဲ့မူလပုံစံအမှန်ပေါ်လာတတ်ကြပါတယ်ဒါကြောင့်ပဲစာတူမီတို့ရှိမှစပွင့်မွေးဆွဲနှုတ်ခံလာရတဲ့ရှီမာတဲလည်းပုံစံအမှန်ပေါ်လာခဲ့ပြီးစာတူမီတို့တွေကိုစတင်တက်ဖြတ်တိုက်ခိုက်နေတာပဲဖြစ်ပါတယ် မေဂီကနေတဆင်ရှီမာတဲ့ရန်လိုမှုကိုအာယုခံမိသွားတဲ့ရှီကြီးကတော့စာတိုမီတို့ရှိတဲ့စီကိုအမိတက်သွားပေမဲ့နောက်ကျသွားပြီးအဲ့ညမှာပဲရှီမာတဲ့စီကလည်းအသက်ခံလိုက်ရတဲ့အကြောင်းသူတွေရဲ့အလောင်းတွေကိုပဲတွေ့လိုက်ရပါတယ်စာတိုမီတောင်မှာရှီမာတဲ့လက်မှာအသက်ခံရနေဆဲဆဲမှာပဲရှင်ကြီးကဝင်ခဲ့လိုက်တာကြောင့်အသက်ဘေးကနေလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်ရှင်ကြီးတရားစာတိုမီကိုကယ်ရင်ရှီမာတဲ့ကိုတိုက်ခိုက်နေတဲ့အချိန်မှာပဲတာမီယာကိုရောက်ရှိလာပြီးရှီမာတဲ့တို့ရှိတဲ့အထက်ကိုဘုံဖောက်ွယ်ခဲ့ပါတယ် ရှင်ကြီးကတော့စာတုံးမီကိုတဲကအပေါ်ရက်ကနေခုံစင်းလိုက်တာကြောင့်ပောက်ကွဲမှုကနေလုကင်းသွားပြီးမြေပြင်ကိုအန်ရကင်းကင်းနဲ့ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့အစာဦးထဲမှာမသိမရှင်ဖြစ်နေတဲ့ရှိမာတဲကတော့အခင်းဖြစ်ရာနေရာကိုရောက်လာတဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်ပြီးခေါင်းမိုးထက်ကိုထွက်ပြေးသွားပါတော့တယ်။ဒါကိုတွေ့သွားတဲ့ရှင်ကြီးကတော့ရှိမာတဲကိုအပြည့်ရှင်းပြဖို့အတွက်တစ်ဖက်အစာဦးဘွားကိုတတ်ကအိုက်ကနေပြီးမိကီကိုလေးအဖြစ်သုံးပြုကရှိမာတဲစီကိုတန်ချုံများနဲ့လှမ်းပစ်ပါတော့တယ်။ ဒီလိုနဲ့ရှင်ကြီးရဲ့လက်ချက်နဲ့ပဲတပ်ပားကောင်ရှိမှတယ်လေဘဝကူးသွားခဲ့ပြီတာမီယာကူကလည်းအဲ့မြန်မှာပဲရှင်ကြီးစီ သူ့အမိရဲ့လိပ်စာကိုပေးလိုက်ပါတယ်တာမီယာကူအတွက်တော့လူသားတွေရဲ့ခံစားချက်ကိုအရာအားလုံးစမ်းသပ်ချင်နေပြီသူမဖိုက်တဲ့ကခလေးအတွက်လည်းမိခင်မေတ္တာကိုစတင်ခံစားနေရပြီဖြစ်ပါတယ်ဒါကြောင့်ပဲအမေနဲ့တွေ့ကျင်နေတဲ့ရှင်ကြီးကိုနားလဲကလူသားဆန္ဒစိတ်နဲ့ပဲလိပ်စာပေးလိုက်တာဖြစ်ပါတယ်ရှင်ကြီးတယောက်ကတော့ တာမီယာကိုစီကနေရတဲ့လိမ့်စာနဲ့ပဲသူ့အမေကပ်ပါးကောင်ရှိရဲ့နေရာကိုလိုက်သွားခဲ့ပြီအဲ့နေရာမှာနေမယ်အေကပ်ပါးကောင်ရဲ့လက်ခံလူသားဖြစ်နေတဲ့သူ့ရဲ့အမေကိုပြန်တွေ့လိုက်ရပါတယ်ဟိုကတော့တွတ်တွေ့ချင်းမဲ့ရှင်ကြီးကိုတနရာစီမြားခေါ်သွားခဲ့ပြီးအဖြစ်ပြက်တွေကိုလက်ခံထားပြီးဖြစ်တဲ့ရှင်ကြီးကလည်းသူ့အမေတစ်ဖြစ်လက်ကပ်ပါးကောင်ရဲ့နောက်ကိုလိုက်သွားပါတော့တယ် ဒီလိုနဲ့တဏှာကိုရောက်တဲ့အခါမှာတော့ရှင်ကြီးတယောက်အမေဖြစ်သူရဲ့ကပ်ပါးခန္ဓာကိုနဲ့တိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီအဲ့ဒီချိန်မှာပဲမီဂီကအိပ်ပျော်သွားပါတော့တယ်ဒါပေမဲ့မီဂီက "तू အိမ်မပျော်ခင်သူ့ကိုယ်သူလက်နက်ပုံစံဖန်တီးပေးခဲ့တာကြောင့်ရှင်ကြီးလည်းအဲ့လက်နက်နဲ့ပဲအမေဖြစ်သူကပ်ပါးကောင်နဲ့စတင်တိုက်ခိုက်ပါတော့တယ်" အရင်ကတည်းအင်အားပိုကြီးလာတဲ့ရှင်ကြီးလဲကပ်ပားကောင်ကိုအနိုင်လုံးဝမပေးပဲတယောက်တည်းအားကိုပြီးတိုက်ခိုက်ခဲ့တာကြောင့်နောက်ဆုံးသူ့ရဲ့အမိကပ်ပားကောင်ကိုလည်းတပ်ပစ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရှင်ကြီးတယောက်ဒီလိုမျိုးအနိုင်ယူလိုက်နိုင်တာကသူ့အမိရဲ့မူလခန္ဓာကိုတုံ့ပြန်မှုကြောင့်ပဲဖြစ်ပါတယ်ဘာလို့ဆိုတိုက်ခိုက်နေတော့မှရှင်ကြီးကိုကပ်ပားကောင်ထိန်းချုပ်တာခံရတဲ့သူ့အမိကပဲပြန်ကာကွယ်ပေးခဲ့လို့ဖြစ်ပါတယ် အမေဖြစ်သူကရှင်ကြီးကိုအဆုံးထိရအောင်ကာကွယ်ပေးသွားခဲ့ပေမယ့်ရှင်ကြီးကတော့သူ့မိရဲ့အဖြစ်ကိုကြည်ပြီးမျက်ရည်တောင်ထွက်မလာခဲ့တာကြောင့်သူ့ကိုယ်သူမိဂီတို့လိုမကောင်းဆိုးဝါးရည်နဲ့တူလာပြီးတို့တော့တွေးမိသွားခဲ့ပါတယ်။ဒီလိုတွေဖြစ်နေကြချိန်မှာတစ်ဖက်ကတာမီယာဂိုရုဘက်ကကပားကောင်လူသားဟီရိုကလည်းနိုင်ငံရေးနယ်ပယ်မှာမျိုးတော်ဝင်အထိဖြစ်လာခဲ့တယ်လို့လူသားတွေရဲ့ရဲဌာနကလည်းကပားကောင်တွေနဲ့ပတ်သက်တာမှန်သမျှကိုထိတ်တန့်စစ်ဆင်ရေးအဖြစ်စတင်ဆောင်သမ်းပါတော့တယ်။ ဇလန်ရဲ့နောက်ဆုံးပိုင်းမှာတော့တာမီယာကိုရုဘတ်မှာပဲဂိုဒိုးဆိုတဲ့လူထူးဆန်းတစ်ယောက်ပေါ်လာခဲ့ပြီသူကတော့လူသားတွေအကုန်လုံးကိုရှင်းထုတ်ပြဖို့စီစဉ်ခိုင်းမှာတော့တယ်ရှင်ကြီးဘတ်မှာလည်းမိခင်ဖြစ်သူကပ်ပါကောင်ကိုသူ့လက်နက်ကိုရန်တက်ပြီးတဲ့နောက်ပိုင်းမှာသူပါဆက်လုပ်ရမလဲဆိုတာကိုသိသွားခဲ့ပါတယ်အဲ့ဒါကတော့ကပ်ပါကောင်တွေကိုတကောင်မကျန်လိုက်ရှာပြီးတက်ပြဖို့ပဲဖြစ်ပါတယ်ရှင်ကြီးတရားသူ့ဆုံးဖြတ်ချက်ကိုမိဂီကိုပြောပြနေချိန်မှာတနရာကလည်းရှင်ကြီးနဲ့မိဂီရဲ့ပုံကိုခိုးရိုက်နေတဲ့သူလည်းရှိနေခဲ့ပါဗါး ထိုသူကရောဘဒူမြန်းဖြစ်မလဲလူသားနဲ့ကပားကောင်တို့ရဲ့ပြိုင်ပွဲမှာနောက်ဆုံးနိုင်ရရှိတဲ့သူကရောဘဒူဖြစ်မလဲဆိုတာကိုပတ်တူးမှာဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။